ဖရန်ကင်စတိုင်းကိုဇွန်ဘီဘုရင်လို့ပြောလို့ရှိရင်ခင်ဗျားတို့လက်ခံမလားโอเคဒီနေရာမှာဇွန်ဘီကိုမြမလို့ဘာသာပြန်လိုက်လို့ရှိရင်ဖုတ်ကောင်ဆိုပြီးတော့တော်တော်များများပြန်ကြတယ်ဖုတ်ကောင်ဆိုတာဘာလဲဆိုလို့ရှိရင်လူသေးအလောင်းကအသက် ပြန်ဝင်လာတာပေါ့ဆိုတော့ဖရန်ကင်စတိုင်းဆိုတာလည်းအဲ့ဒီဇွန်ဘီမျိုးစားတစ်မျိုးလိုပဲကျွန်တော်သတ်မှတ်ချင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ तू ကတော့လူပြောကနေပြီးတော့မွေးဖွားလာတဲ့ monster တစ်မျိုးပါပဲပြောရရင်ဇွန်ဘီတွေထဲမှာညံအကောင်းဆုံးပေါ့နော် ခံစားချက်အရှိဆုံးလို့တော့ပြောလို့ရ Hello everyone ကျွန်တော်ကတော့ Mr. Friday ရဲ့အစီအစဉ်တစ်ဆက်သူဟိန်းတာပါဒီတစ်ပတ် Mr. Friday ရဲ့ Friday 2အစီအစဉ်နေနဲ့ Guillermo del Toro ရဲ့ Frankenstein 2025ရုပ်ရှင်အသစ်အကြောင်းကိုကျွန်တော်ညွှန်ပေးကြပါမယ်။ဒီကတော့ Mary Shelley ရဲ့ကနဝင်ဝတ္ထုကိုပြန်လည်ရကူးထားတာဆိုတော့ Frankenstein ကိုကြားဝဲတဲ့လူတိုင်းဇလန်းအကျင့်ကိုသိပြီးသားဖြစ်မှာပါ။ဇလန်းအကျင့်လေးကတော့ ဗစ်တာဖရန်ကင်စတိုင်းဆိုတာရီမတ်ချက်ကြီးပြီးတော့တကူကောင်းဆိုင်တဲ့တိပ္ပံမြာရှင်တယောက်ပေါ့။ तू ကတည်ကြီးကနေပြီးတော့အသက်ပြန်ရှင်ဖို့ကြိုးစားခဲ့။အဲ့ဒီကနေပြီးတော့မှပဲဖရန်ကင်စတိုင်းဆိုတဲ့မွန်စတာတကောင်ကိုမွေးဖွားလိုက်တယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဖန်တီးတဲ့လူနဲ့ဖန်တီးခံတဲ့သူနှစ်ဦးလုံးဒုက္ခရောက်ကြပြီးတော့လူသားနဲ့မွန်စတာကြားကွာခြားတဲ့စီးတစ်ခုကိုဒီစကားကနေပြီးတော့မှမေကုံထုတ်ပြသွားတာပဲဖြစ်ပါတယ်။ဒီဖရန်ကင်စတိုင်း2025ဇလန်ကတော့အရင်ကထွက်ထားခဲ့တဲ့ဖရန်ကင်စတိုင်းဇာတ်ကားရည်လိုမျိုး မွန်စတာဇလန်တီးတိုင်မဟုတ်ဘူးနော်ဂယ်ရီယိုဒီတိုရိုရဲ့လက်ရာဆိုတော့ဒီဇာကားကတော့ရိုမန်တစ်ဆန်သွားပါတယ်ဒီခေတ်လိုမျိုး CGI နဲ့ပေါ်ချင်းတော်ချင်းသုံးလို့ရနေတဲ့ခေတ်ကြီးမှာ CGI အားလုံးမသုံးမိနဲ့တချို့အခန်းတွေကို reality ပေါ့နော် hand craft အနေနဲ့ရိုက်ကူးထားရဆိုတာလည်းတော်တော်ကြီးရှားဝါးပြီအဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီလိုကားမျိုးရုပ်ရှင်ုံမှာ AC စိတ်မြင်နေပြီနဲ့ချီးပြီးတော့ကြည့်တင်ဒါမှမဟုတ်ရုပ်ရှင်ုံမသွားကြည့်နိုင်ဘူးဆိုလို့ရှိရင်လည်း Netflix မှာ only on Netflix အနေနဲ့အသစ် stream ထားပြီးပဲဖြစ်ပါတယ်ဆိုတော့ မကြည့်ရသေးဘူးဆိုလို့ရှိရင်အခုပဲသွားကြည့်ဖို့ကျွန်တော်တိုင်တော့ကြပါတယ်လုံးဝအောင်ကြည့်ရတဲ့တန်မဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်တရုတ်ဆောင်နေအနေနဲ့ဆိုလို့ရှိရင်လည်းအော်စကာအိုက်ဇက်ကဗီတာဖရန်ကစ်တိုင်းဖြင့်တရုတ်ဆောင်ထားတာတော်တော်ကြီးပုံမှာပြည့်စုံလုံးဝကြည့်ရနောက်ဆုံးတော့ Monster Six ကသူကိုယ်တိုင်ပဲဆိုတာကိုပေါ်လင်အောင်တီချာလေးကိုတရုတ်ဆောင်သွားနိုင်တယ် Jago LOD ကတော့ Frankenstein Monster နေရာနေပြီးတော့တရုတ်ဆောင်ထားတယ်သူကလည်းလူသားဆန်တဲ့စာနာမှုတွေကိုပေါ်လင်အောင်တရုတ်ဆောင်နိုင်တဲ့အတွက်ကြည့်လူဘက်ကနေပြီးတော့ Monster ဘက်ကိုတနာရစိတ် ပိုပြီးဖြစ်လာအောင်လို့ဆွဲဆောင်နိုင်တယ်ပြောမယ်ဆိုလို့ရှင်ဒီ Frankenstein 2025က rating တွေကလည်းတကယ်ကိုကောင်းတယ်နောက်ပြီးတော့အရင် Frankenstein ဇာတ်လမ်းတွေနဲ့လုံးဝကိုမတူဘဲနဲ့ခင်မီစံတီအောင်ရပ်ကူးထားတဲ့ဇာတ်ကောင်တစ်ကောင်လို့လည်းပြောလို့ရတယ်ဒီကောက်ကိုကြည့်ပြရဆိုလို့ရှင်ဘလို့ထင်လဲဆိုတာ Mr. Friday ရဲ့ comment မှာတစ်ချက်လောက်ပြပတ်ခဲ့ပေးပါအောင်နော် That's all for tonight see you next video